တဘာဝဘေးကြောင့်ဖြေလာရီပါသွားခဲ့ပေမယ့်မကြာခင်မှာပြန်လည်ကျင်းပသွားမည်တက္ကသိုလ်ဝန်ထမ်းစာမီဝေးအားလုံးမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကချုပ်ဆိုလိုက်ပါရီတက္ကသိုလ်ဝန်ထမ်းစာမီဝေးကိုမလာတွင်မှာကျင်းပခဲ့ပြီးဖြေလာရီကိုစာမစီရသေးခင်မှာပဲအင်အားပြည့်တန်တဲ့စကိုင်းကလေးလှုပ်ခတ်သွားခဲ့ပါရီမန်လီတက္ကသိုလ်ကငလင်းတန်းကြောင့်မိလောင်ပြီးတက္ကသိုလ်ဝန်ထမ်းစာမီဝေးဖြေလာလေးသိန်းခန့်မိလောင်ပျက်စီးသွားခဲ့ပါရီပျက်စီးသွားတဲ့ဖြေလာရီကတော့မန်လီတိုင်းစကိုင်းတိုင်းကချင်ပြည်တွင်ဖြေလာရီဖြစ်ပြီး ဆမ်စင်ရသေးခင်မှာပဲမိလောက်သွားခဲ့ပါရင်ဒီလိုဖြစ်ရကတော့ရှာရှာပါပါဖြစ်ပေမယ့်မကြခင်မှာတက္ကသိုလ်ဝင်တဲ့စာမေးပွဲကိုပြန်လည်ကျင်းပသွားမှာပြည်လို့ចောင်းသားတွေကစာရီပြန်လည်လ ీల ထားရတော့မှာပါမယ်လီတက္ကသိုလ်ပြင်မဆောင်ကပြိုကျပျက်စီးသွားခဲ့တာကြောင့် 2024-2025တက္ကသိုလ်ဝင်စာမေးပွဲဖြစ်လာဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးမှာဖြည့်ဆို့သူတွေ၊စကိုင်းတိုင်းဒေသကြီးကဖြည့်ဆို့သူတွေ၊ကချင်ပြည်နယ်ကဖြည့်ဆို့သူတွေရဲ့ဖြည့်လွှာအုပ်ရေးစုစုပေါင်းဖြည့်လွှာ၄သိန်းဝန်းကျင်ကမိလောင်သွားခဲ့ရပါတယ်။မိလောင်သွားခဲ့တာကြောင့်ဒီစာမေးပွဲကိုဖြည့်ဆို့ထားတဲ့ចောင်းသူចောင်းသားတွေကတော့ပြန်ပြည့်ရမှာလားဆိုတဲ့အဖြေကိုရမ်းသိချင်နေကြပါတယ်။စာမေးပွဲဖြည့်ဖို့ဆိုတာစိတ်ရောကိုယ်ပါစ조사ခဲ့ကြတာကြောင့်ចောင်းသားတွေအတွက်တော့စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မိလောင်ဆုံးရှုံးခဲ့တဲ့ဖြည့်လွှာတွေကိုဖြည့်ဆို့ထားကြတဲ့မန္တလေးတိုင်း၊စကိုင်းတိုင်း ကချင်ပြည်နယ်နေနေပြည်တော်ကောင်စီနေမြေတွင်ကចောင်းသားចောင်းသူတွေကတော့စာမဝဲပြန်ဖြစ်ရမင်းဆိုတဲ့ညွှန်ကြားစာကထွက်လာခဲ့ပါတယ်။မန္တလေးမှာလာမယ့်မေလတရနေ့ကနေစတင်ပြီးတော့ចောင်းသားចောင်းသူတွေကိုအနီးကပ်နှစ်ပတ်ចောင်းတက်ခိုင်းပြီးတော့စာမဝဲပြန်လည်ဖြည့်ခိုင်းမှာဖြစ်တယ်လို့ဆိုပါတယ်။မန္တလေးမှာစတဲ့တန်းចောင်းသားចောင်းသူတွေစာမဝဲပြန်ဖြည့်ရမှာဖြစ်ပြီးမိဘတွေရောကလေးတွေကပါပင်မနေကြပါတယ်။ ကလေးတွေကငလင်တန်းတင်းရလို့မလို့အရာအလုံးဆုံးရှုံးနေတဲ့ချိန်မှာစာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့တဲ့ရင်ကြောင့်မိဘရောចောင်းသားចောင်းသူတွေကပါမပြောနိုင်တော့ပါဘူးအားလုံးကိုအကုန်အောင်ပေးလိုက်မယ်ဆိုရင်တော့ဂုံနူးထွက်အောင်စ조사ခဲ့သူတွေအတွက်မတရားသလိုဖြစ်သွားမယ်လို့ယူဆထားခဲ့ကြတာပါဆနေတန်းစာမေးပွဲကိုအောင်မြင်ဖို့မိဘတွေကငွေကုန်ကြခံပြီးចောင်းထားပေးရတယ်လို့ចောင်းသားတွေကလည်းစ조사ခဲ့ရတာပါ ငလင်းချောင်းကွယ်လွန်သွားသူတွေထဲမှာစနတန်းចောင်းသားတွေလည်းပါဝင်ပါရီဆောင်မွေးဝဲကိုချက်ပြေခိုင်းရင်ရားလက်တွေလည်းပြောင်းလဲသွားမှာကိုစိုးရိမ်နေကြပါရီငလင်းမလုတ်ခင်ကဆောင်မွေးဝဲအတွက်တေချာစူးစမ်းထားပေမယ့်ဆောင်မွေးဝဲပြန်ပြေးရမယ်ဆိုတဲ့အခါမှာတော့စိတ်ချနေကမတူနိုင်တော့ပါဘူးပထမရားလက်မှာအောင်းနိုင်ပေမယ့်လေဒုတိယအကြိမ်ပြန်ပြေးတဲ့အခါအောင်းချင်မလည်းအောင်းနိုင်မှာပါစူးစမ်းထားသမျှအလကားဖြစ်သွားတဲ့ဆိုပြီးចောင်းသားတွေကနှမျောနေပေမယ့်လေ အားလုံးကိုတန်းတူညီမျှဖြစ်အောင်စာမေးဝဲကိုပြန်ဖြည့်ခိုင်းမှဖြစ်ပါရည်။ပညာရေးလောကက CRG အချို့ကတော့အားလုံးကိုအောင်ပေးစေခြင်းပြီးကလေးတွေရဲ့စိတ်ချတွေကိုပြန်လည်စဉ်းစားပေးဖို့တွေပြောကြပါရည်။ငနေလုတဲ့ဒေသတွေမှာသခိုင်းတိုင်းလဲပါဝင်ပြီးပျက်စီးမှုတွေကြားထဲမှာကလေးတွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့ဆိုပါရည်။အချို့တွေကတော့ပြန်ဖြည့်ရမယ်ဆိုရင်တော့မဖြည့်တော့ဘူးဆိုပြီးတော့စဉ်းစားနေကြပြီး ဂုံနုကိုရိမန်းထားသူတွေကခုတွေကစာကြည့်နေကြပါပြီ။တက်တော်ဝင်စာမေးဝဲကိုပြန်ဖြေခိုင်းတင်လားဒါမှမဟုတ်အားလုံးကိုအအောင်ပေးပြီးတော့တက်တော်ဝင်ခွင့်ကိုသာစာမေးဝဲပြန်ဖြေခိုင်းတင်လားဆိုတာကိုပရိသတ်ကြီးတို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီလေးနုပညာရှင်ရဲ့ဒီနေ့တို့ပြန်လာခဲ့ပါအောင်မယ်ရှင်။